မင်္ဂလာပါတရင်းနဲ့မီဒီယာကွန်ရဲ့ NNG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စောင်းမားတွေနဲ့ဆက်သွယ်မေးမြန်းချက်တွေကိုတင်ဆက်ပေးနေတာဖြစ်ပါရစေ။ NNG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရလဲရပါတယ်။ကျမအမီပါ ဒီနေ့သတင်းတွေထဲမှာတော့စစ်ကောင်စီကအပြစ်ရဲ့ကြေညာချက်တက်တန်းတိုးလိုက်ပြီးဗန်နီယာရီမှာတိုက်ခိုက်မှုတွေကဆက်ရှိနေပါတယ်လေအပြစ်ရဲ့တက်တန်းတိုးတဲ့နေ့မှာပဲပို့အမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO ရဲ့ဌာနချုပ်နေမီကိုလက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တဲ့အကြောင်းသတင်းပေးပို့ခြင်းနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ယာယီတမရနှစ်တစ်ကူမိန်ကွန်ကောက်နှုတ်ချက်တွေကိုနားဆင်ရဖို့ရှိနေပါတယ် အခုတော့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ငလင်ဘေးပြည်လဲတိဆောက်ရေးနဲ့ထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်မြင့်ဆောင်ရွက်ဖို့ဆိုပြီးတော့စစ်ကောင်စီတပ်ကယာယီအပြစ်ခတ်ရဆဲရေးကိုတပတ်သက်တမ်းတိုးလိုက်တယ်လို့ဧပြီလ22ရက်နေ့မှာထုတ်ပြန်ပါတယ်။ဧပြီလ30ရက်နေ့အထိထပ်တိုးလိုက်တာဖြစ်ပါတယ်။စစ်ကောင်စီကဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိသတင်းသုံးပတ်အကြာယာယီအပြစ်ခတ်ရဆဲရေးကို နောက်ထပ်တပတ်တိတိတက်တန်းတိုးလိုက်တာလို့ဆိုရမှာပါဒီအပြည့်ရဲ့ကာလအတွင်းမှာလက်နက်ကန်အဖွဲ့တွေအနေနဲ့အများပြည်သူသုံးဆက်သွေးလမ်းကြောင်းတွေတပ်ဌာနချုပ်တွေနဲ့တပ်စခန်းတွေကိုတိုက်ခိုက်တာမျိုးနဲ့အင်အားစုဆောင်းတာနေမြေချဲ့တာမျိုးတွေလုပ်ရင်တော့လက်တွန့်ပြန်သွားမယ်လို့လည်းအဲ့ဒီထုတ်ပြန်ချက်ကဆိုထားပါတယ်စစ်ကောင်စီတပ်ကယာယီအပြစ်ခတ်ရစဲရီထတ်တိုးကြီးညာလိုက်တဲ့ဧပြီလ22ရက်နေ့မှာပဲရှမ်းမြောက်နောင်ချိုမြို့နယ်ထဲကအုံမတီးရွာရှမ်းတောင်ကပို့အမျိုးသားလူမျိုးရေးအဖွဲ့ချုပ်ဌာနချုပ်နေ င်းမြေနဲ့ကချင်ပြည်ဗမော်မျိုးတို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်ပထမပိုင်းအပြည့်ရကြေညာထားတဲ့ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိကာလမှာလည်းရန်ကုန်နဲ့ AR တိုင်းကလွယ်ပြီးကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေကိုလေကြောင်းကနေပစ်ခတ်မှုတွေအပြင်လက်နက်ကြီးပစ်ခတ်မှု drone တုံးပြီးတော့ဘုံကျဲတိုက်ခိုက်တာတွေကိုပြင်းပြင်းထန်ထန်လုပ်ခဲ့ပါတယ်။ ကချင်ပြည်ဗမော်မျိုးဘက်မှာလည်းတိုက်ပွဲတွေကဆက်ဖြစ်နေတဲ့အပြင်စစ်တကလေကြောင်းကနေစစ်လက်နက်ပစ္စည်းနဲ့ရိတ်ခါပို့တာတွေကိုဇက်တိုက်လုပ်နေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။ဧပြီလ22ရက်နေ့နဲ့21ရက်နေ့မှာလေကြောင်းကနေစစ်လက်နက်ပစ္စည်းတွေလာချသွားတယ်လို့ဆိုပါတယ်။ဒါ့အပြင်ဧပြီလ22ရက်နေ့မနေ့ကဆိုရင်လေကြောင်းကနေစစ်လက်နက်ပစ္စည်းတွေချသွားတယ်လို့ လေရင်နဲ့လည်းလေးကြိမ်ဘုံလာကျဲသွားတယ်လို့ဆိုပါရယ်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကစပြီးဗမော်မျိုးနဲ့မန်စီမျိုးတို့ကိုတပြိုင်နက်တည်းထိုးစစ်ဆင်ခဲ့ပြန်နောက်2025ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာတော့မန်စီမျိုးကိုသိမ်းယူနိုင်ခဲ့ပါရယ်ဗမော်မျိုးသိမ်းယူနိုင်ရေးကတော့တိုက်ပွဲတွေဆက်ဖြစ်နေကြပါရယ် ရှမ်းတောင်ဖဲခုံမြို့နယ်ခေါင်းဤရွာတဲ့မှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ကလေး၃ယောက်အပါဝင်အရက်သား9ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ဧပြီလ21ရက်နေ့နေ့လယ်တနာရီဝန်းကျင်အချိန်လောက်မှာဖဲခုံမြို့ပေါ်မှာရှိနေတဲ့စစ်တပ်ကခေါင်းဤရွာတဲ့ကိုလက်နက်ကြီး၁၀လုံးထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ကလေးတွေအပါဝင်အရက်သား9ယောက်ဒဏ်ရာရရှိခဲ့ပြီးတချို့ကအသက်အန္တရာယ်စိုးရိမ်ရတယ်လို့ကုညီကေဇေးရေးဝန်ထမ်းတယောက်ကပြောပါတယ်။ ြေပြင်မှာတိုက်ပွဲဖြစ်တာမျိုးမရှိဘဲပြစ်ခတ်တာဖြစ်လို့ဒါဟာအရက်သားတွေကိုဥတီပြီးတိုက်ခိုက်တာဖြစ်တယ်လို့လည်းအဲ့ဒီကုညီကယ်ဆယ်ရေးဝန်ထမ်းကဆိုပါတယ်။အခုနှစ်16ကြိမ်မြောက်ပြည်သူ့ဂုံရေးဆုအင်္ဂလိပ်လိုကတော့ Citizen of Burma Award ဆိုတဲ့ဆုကိုစစ်ကောင်စီရဲ့ဖမ်းဆီးချုံနောက်မှုကိုခံနေရတဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုရွေးချယ်ခဲ့ကြပါတယ်။အမေရိကန်ကမြန်မာတွေအပါအဝင်အဝေးရောက်မြန်မာတွေနဲ့ဖွဲ့စည်းထားတဲ့ပြည်သူ့ဂုံရေးဆုအဖွဲ့ဟာ မြန်မာလူမျိုးတွေထဲကစံပြုတင်တဲ့ပုံကိုယ်တွေကိုရွေးချယ်ပြီးတော့2010ကစလို့ပြည်သူ့ကုံရီစုကိုချင်းမြင့်လာခဲ့တာဖြစ်ပါတယ်ပထမဆုံးပြည်သူ့ကုံရီစုချင်းမြင့်ခံရတဲ့သူကတော့အနာရေးပရဟိတလုပ်ငန်းတွေကိုလှုပ်ဆောင်နေခဲ့တဲ့ရုပ်ရှင်မင်းသားကြီးတော်သူဖြစ်ပါတယ်မနစ်က15ကြိမ်မြောက်စုကိုစစ်ခူးခဲ့တာကတော့ຫນွေဦးတွန်လာရေးမှာပါဝင်နေတဲ့လူငယ်တွေရဲ့တီထွင်မှုနဲ့ထုတ်လုပ်မှုတွေဖြစ်ပါတယ်ဒေါအောင်ဆန်းစုကြည်ကိုချင်းမြင့်မဲ့အခုနှစ်16ကြိမ် ၄မြောက်စုပေးပွဲကိုတော့အမေရိကန်နိုင်ငံတက်ဆက်ဌာနခွဲဟူစတန်မြို့မှာမေလ၂၄ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်။ းဆက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါအပြည့်ရဲ့သတန်းတိုးတယ်လို့စစ်ကောင်စီကကြေညာတဲ့နေ့မှာပဲရှမ်းပြည်တောင်ပိုင်းကပို့အမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO ဌာနချုပ်နာဂရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ် NMG သတင်းဌာနကကိုပီတာကသတင်းပေးပို့ထားပါတယ်မနေ့ကဖြစ်သွားတဲ့ဖြစ်စဉ်ကို PNLO သတင်းနဲ့ပြန်ကြားရေးတောင်းရှိသူခွရရန်ကအခုလိုပြောပါတယ်ဖြစ်စဉ်ကတော့မနေ့ အဖြစ်တာပေါ့နော်အဲစီကောင်စီကသူတို့အပိခတ်ရက်စက်ထားတယ်ဆိုတဲ့အခြေအနေထားတဲ့ရက်ရက်နောက်ဆုံးရက်ပဲလေပြီးတော့လက်ကုံတိသူတို့ထမှန်ပြီးတော့တက်တန်တိုးတဲ့ရက်ပဲလေအဲအဲ့ဒီရက်မှာပဲသူတို့ကကျွန်တော်တို့ဓနာချုပ်ဧရိယာမှာရှိတဲ့ကြေးရွာတွေနောင်ခေါင်ကြေးရွာတွေကိုချစ်စတင်မမတွေပြီးတော့ဟောင်ဝီစာနည်းနည်းကြီးတွေတုံးပြီးတော့မှ ဟိုပိခတ်တက်ခိုက်တယ်အနည်းဆုံး10ကြိမ်ပေါ့လေပေါက်ကွဲတာလည်းရှိတယ်မပေါက်ကွဲတာလည်းရှိတယ်ပြီးသူလူတို့ရဲ့အိမ်တချို့ထိခိုက်တယ်လူထိခိုက်မှုတော့မရှိပါဘူးငလေးကြောင့်ပျက်စီးမှုတွေရှိခဲ့တဲ့ပို့ဥဒေတာမှာပြန်လည်ထူထောင်ရေးလှုပ်ဆောင်နေတဲ့အတွက် PNL လိုဘက်ကလည်းဖြစ်ခက်ရထားတဲ့ကာလမှာစစ်ကောက်စီဘက်ကအခုလိုတိုက်ခိုက်လာတာဖြစ်တယ်လို့ကိုရီးယားကဆက်ပြောပါရယ်စစ်ကောက်စီဟာအရင်ကလည်း PNL လိုဌာနချုပ်ဧရိယာတွေကိုလေကြောင်းကနေလာရောက်တိုက်ခိုက်တာမျိုးရှိခဲ့တယ်လို့ PNL ကဒီကနေ့မှထုတ်ပြန်ထားပါပဲ။အပြည့်ရကြီးညာထားတဲ့တော်အတွင်းမှာပဲစစ်ကောင်စီဟာပအူဒီထအပါဝင်စကိုင်းမကွေးမန္တလေးကချင်ကရင်ကရင်နီချင်းရခိုင်ရှမ်းမြောက်ဒေသနဲ့နိုင်ငံတော်မှာလက်နက်ကြီးနဲ့လေကြောင်းတပ်ခိုင်းမှုတွေဆက်လုပ်နေပြီးသူတို့ကတော့ကြီးညာထားတဲ့အပြည့်အစုံကြီးညာမှုကိုနှိစေချိုးဖောက်နေတယ်လို့တော်လိုက်ရေးတပ်ဖွဲ့တွေကဆိုပါတယ်။ မြန်မာနိုင်ငံရဲ့တမိုင်းတလျှောက်မှာစစ်တပ်ဟာຫນွေဥတော်လိုင်းရေးကာလအတွင်းအကြီးမားဆုံးဆုံးရှုံးမှုတွေကိုရင်ဆိုင်ကြုံတွေ့နေရပြီးနေမြေထိန်ချုပ်နိုင်မှုအနေထားကလည်းနိုင်ငံရဲ့လေးပုံတပုံတောင်မှမရှိတော့ဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမရဒိုဟာလက်ရှိလာကပြောဆိုလိုက်ပါတယ်ဒီအကြောင်းကိုတော့ NMG ကအကြီးတန်းသတင်းထောက်ကုဆော့ဝေးရသတင်းပေးပို့ထားပါတယ် ဒီနေ့မှကြာရောက်တဲ့မြမရိုးရနေတိကုနှုတ်ခွန်းဆက်မိကုမှာအန်ယူဂျီရိုက်သမတာကထက်သွင်းပြောကြားသွားတာဖြစ်ပါတယ်။ဒေါ်လာကြီးနာဆုအတီတီရဲ့စွန်းဆောင်ရည်တွင်တဲ့ပြည်သူလူထုရဲ့အားပေးထောက်ခံမှုတွေကြောင့်ဒီကနေ့အချိန်မှာစစ်ကောင်စီနဲ့မြန်မာစစ်သမိုင်းတခြားအကြီးမားဆုံးဆုံဆုံမှုတွေကိုရင်ဆိုင်ကြုံတွေ့နေကြရပြီးဆိုတာအလုံးမျက်မြင် ပဲဖြစ်ပါတယ်နိုင်ငံတော်မှာစစ်ကောင်စီထုံချုပ်နိုင်မှုကလေးပုံတပုံတောင်မရှိတော့ဘူးဆိုတာကိုမြေပြင်အချက်လက်တွေကဟောပြနေပါတယ်တော်လန်ရေးလင်းနေတာကာလအတွင်းစစ်ကောင်စီကိုရင်ဆိုင်တော်လန်နိုင်တာဟာတက်ဆိုင်ရာတော်လန်ရေးအဖွဲ့အစည်းတွေနဲ့မဟာမိတ်ဆက်ဆံရေးကိုအခိုင်အမာတည်ဆောက်ထားနိုင်ပြီးပြည်သူတွေရဲ့ထောက်ခံအားပေးမှုကြောင့်လို့လဲဆိုပါတယ်တစ်ဖက်မှာတော့တော်လန်ရေးကြာရှည်လာတာနဲ့အတူ ီသူတွေဟာပုံမှန်ထိခိုက်ခံစားနေရပြီးတိုင်းပြည်နဲ့နှိမ့်နာနေရတယ်လို့ NUG ရိုက်သမတာကပြောပါတယ်။တိုင်းပြည်နဲ့ပြည်သူပန္တာတွေကိုဂုတ်သွေးဆုပ်ပြီးပြည်သူကိုစစ်မဲ့ပြုတ်နေတဲ့စစ်အုပ်စုကိုတိုက်ထုတ်ရတဲ့တော်လန်ရဲဖြစ်တယ်လို့စစ်အန္တရာယ်နဲ့အန္တရာယ်မှန်သမျှကိုစစ်အန္တရာယ်အမှုအင့်အတွေးခေါ်မှန်သမျှအဆုံးသက်ရဲ့အတွက်ဆင်နွှဲနေရတဲ့တော်လန်ရဲဖြစ်တာကြောင့် က်ခဲကြံတမှုတွေအများကြီးရှိတယ်ဆိုတာကိုလည်းအရှိတရာကြကြချင်းမြင်ရမှာဖြစ်ပါတယ်။ဒါကြောင့်တော်လန်ရေးကိုအမြန်ဆုံးအဆုံးသတ်နိုင်ဖို့သက်ဆိုင်ရာတော်လန်ရေးအင်အားစုတွေအနေနဲ့ပိုပြီးစ조사ကြဖို့ NUG ရိုက်သမဏဒူဝါလီရှိလာကတိုက်တွန်းပါတယ်။လက်ရှိမှာတော့စစ်ကောင်စီဟာငလင်ဘေးကုညီကယ်ဆယ်ရေးနဲ့ပြည်လဲတူထောင်ရေးလုပ်ငန်းတွေကိုအချိန်ဟုန်မြင့်ဆောင်ရဖို့နဲ့တင်းငိမ့်အေးချမ်းရေးကိုရှေ့ရှုပြီး ယာယီအပြစ်ရထားမယ်လို့ထုတ်ပြန်ထားပါဗယ်။ယာယီအပြစ်ရမယ်လို့ထုတ်ပြန်ထားပေမဲ့လည်းလေကြောင်းတိုက်ခိုက်မှု၊ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှုတွေကိုစစ်ကောင်စီကပြည်내နဲ့တိုင်းဒေသကြီးတွေမှာနေတိုင်းလှုပ်ဆောင်နေပြီးတိုက်ပွဲတွေလည်းပြင်းထန်စွာဆက်လက်ဖြစ်ပွားနေတယ်လို့တော်လှန်ရေးအင်အားစုတွေကပြောပါဗယ်။ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်တော်တို့ဒီမှာပဲရပ်နားမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စောင်းမားတွေ၊ဆက်သွယ်မေးမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။